မင်္ဂလာပါရှင်တရဝန္တရာမွန် channel ကျူပါပါရှင်ဒီနေ့မှာကျွန်မက collective reading လို့ပြောပါမယ် reading တိုင်လေးရတာပေါ့နော်သူကိုယ်လွန်းနေတာသူကိုယ်ဘာတွေပြောချင်နေလဲပေါ့နော်အားလေးကြည့်ပါမယ်ဒီနေ့ reading လေးက general ထားမယ်ဆိုရင်ဒီပါအဲ့တော့ general reading လေးမို့လို့လဲလေအားလုံးလည်းပေါ့နော် business အချိန်မှာပြင်ပေါ့ဒီပေါ်မှာအရင် switch ကြည့်မထားဘူးဆိုချင်ပါတယ်အဲ့တော့တစ်ဖက်သူကိုယ်လွန်းနေတာပေါ့နော်သူကိုယ်နဲ့ပတ်သက်ပြီးဘာတွေပြောချင်လဲအားလုံးကြည့်ပါမယ်အရင်ဆုံးတစ်ဖက်သူရဲ့လက်ရှိ energy ကိုကျွန်မဒီမှာအဲဒီ romantic tarot လေးနဲ့ကျွန်မတောင်းပတ်သူဆွဲပြီးဟာပေါ့လက်ရှိသူ့ရဲ့ current အခြေအနေဘယ်လိုရှိ လဲပေါ့နော်အဲ့တော့ဒီမှာကဒီ empress menu ရတယ်ဦး major ကတည်းနဲ့ကတ်တောင်ပြင်ရတယ် empress နဲ့ဒီမှာကအဲဟိုဟာ chairs လဲတွေ့ရတယ်တဖူး major ကတည်းပါပဲလားတဖူးလဲမြင်နေရတယ်နော်အဲ့တပတ်သူကလည်းရှိမှာပေါ့နော်ဒီမှာတွေ့ရတာလေအဲ့ကိုနဲ့သူပေါ့နော် တွေ့ဆုံခြင်းတွေရမျိုးကိုရှိလာခြင်းတွေရမျိုးပေါ့နော်ကိုကိုတတိယရာမျိုးလည်းမြင်နေရတယ်ပေါ့နော်ဒီမှာမြင်နေရတာလေတစ်ဖက်မှာလည်းသူလှုပ်ဆရာရှိရသူလှုပ်နေရစူးစမ်းနေရမျိုးလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့တစ်ဖက်မှာတစ်ဖက်သူကတော့ကိုရှိကိုလာဖို့လည်းစီစဉ်နေရမျိုးပေါ့နော်သူနဲ့ကိုယ်နဲ့ကျမ distance ခွာဝေးရှိရဆိုဒီလူကကိုနဲ့လာဆုံသေးဖို့အတွက်စူးစမ်းနေတဲ့အရာကိုမြင်နေရတယ်ပေါ့နော်ဒီမှာတခု energy ကတော့လေအဲသူကလာမယ်ဆိုရင်ကိုကိုပေါ့နော်ကိုခရီးပေးထားတာရှိရဆိုဒီလူကကိုရှိတက်တက်မြတ်မြတ်လာမယ်သူမျိုးဆိုတာကိုတွေ့ရတယ်ပေါ့နော် သူ့ဘက်ကကိုနဲ့ပတ်သက်ပြီးတော့မှတရားမှုတွေရှိနေရပေါ့နော်အဲကိုနဲ့ပတ်သက်ပြီးတော့မှသူပျော်ရွှင်မှုတွေရရှိနေရအောင်လဲတွေ့ရတယ်ပြီးတော့လက်ရှိမှာသူတစ်ဖက်မှာပေါ့နော်သူအလုပ်တွေအဆင်ပြေနေတယ်အဲအလုပ်အလုပ်အဆင်ပြေမှုတွေပေါ့နော်အဆင်ပြေမှုတွေနဲ့ဖြတ်သန်းနေရမျိုးဖြတ်သန်းနေတာမျိုးလည်းမြင်နေရတယ်ပေါ့နော်အဲ့တော့တေချာလာကတော့တစ်ဖက်သူကကိုလက်တလေးနဲ့အရင်လာတွေ့ချင်နေရမျိုးခံစားမိတယ်ပေါ့နော်ဒါတွေ့ချင်နေရကိုလက်တလေးစီလာဖို့ပေါ့နော်စူးစမ်းမှုစူးစမ်းနေတာမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်တစ်ဖက်သူ energy မှာလေး အဲ့တော့ကျမကဟာမစ်တဲတော်နဲ့ကျမကြည့်မယ်နော်သူကိုဘာလဲပြောချင်နေလဲပေါ့နော်အဲ့တော့လာချင်းနေဆိုတွေ့ချင်နေတာမျိုးလဲတွေ့ရလက်ရှိ energy မှာကတော့လေအဲ့တော့သူကိုဘာလဲပြောချင်နေဆိုတာကြည့်မယ်နော် ပြီးတော့သူကိုလွမ်းနေလားကြည့်မယ်ပေါ့နော်ဟုတ်ဆက်ကြည့်အဲ့တော့တစ်ဖက်သူကိုဘာတွေပြောချင်နေလဲပေါ့နော်တစ်ဖက်သူဘာတွေပြောချင်နေလဲသူနဲ့ကိုနဲ့ချမ်းမှာတော့လေ အဆက်အသွယ်ရတော့ရှိနေတာမျိုးတော့မြင်နေရတယ်ပေါ့နော်ဒီမှာလည်းတချို့လေးအဆက်အသွယ်ပြက်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်လည်းချို့လေးမှာတော့အဆက်အသွယ်မပြတ်ရှိနေတာမျိုးတွေ့ရတယ်နော်ဟိုချောလိုက်တာအဲ့တော့ဘာပြောချင်နေလဲဆိုတော့ I'm very jealous person နဲ့ I'm jealous person နဲ့ငါကအရင်တွင်တူတဲ့သူတယောက်ပေါ့နော်ပြောချင်နေရလေးကအဲ့တော့တစ်ဖက်သူကဘာလဲပြောချင်နေလဲဆိုတာကြည့်မယ်နော်အဲ့တစ်ဖက်သူကတော့ပြောထားတယ်ပေါ့နော်အာ ကိုကအမျိုးသားဖြစ်အမျိုးသမီးဖြစ်ပေါ့နော်ကိုကတခြားသူတွေနဲ့ဆက်ဆံရေးတခုရှိခဲ့မှာဆိုရင် तू ကပြောထားတယ်ပေါ့နော် तू က jealous ဖြစ်တဲ့သူမျိုးဆိုတာပြောထားတယ်ဆိုတော့လေပါ sorry correct လေးကိုတခြားသူတွေနဲ့အရင်ကြီးပေါ့နော်အဲကိုကိုကော်ရက်တလေးကမင်းကလေးဆိုလို့ရှိရင်အကြားလေးလည်းရောရောတော့နေရမှာကြာဘူးကော်ရက်တလေးကမင်းကလေးဖြစ်ခဲ့အကြားလေးဖြစ်ခဲ့မှာဆိုလို့ရှိရင်လည်းတစ်ဖက်တူကပေါ့နော်မင်းကလေးရင်းနဲ့ရောတော့နေရမှာကြာဘူးပေါ့ jealous ဖြစ်တာမျိုးလို့ပြောထားတယ်ပေါ့နော်အဲတစ်ဖက်တူကော်ရက်တလေးဘာလို့ပြောရှင်းနေလဲသိချင်ပါတယ် တန်လေးပိုင် sorry ပါနော်အဲ့သူလက်ရှိမှာ see professional advice ပေါ့နော်အဲ့လက်ရှိမှာလည်းသူပေါ့နော်သူအလုံးနဲ့ပတ်သက်ပြီးတော့မှစ조사နေတယ်အဲသူရဲ့ဒီသူလုံးလုံးဆောင်နေရဲ့ဒီအလုံးနဲ့ပတ်သက်ပြီးတော့မှသူ professional ဖြစ်အောင်အစ်တခုရအောင်သူစူးစမ်းနေကြမျိုးပေါ့နော်အဲသူတက်သူအများတန်းသူကွာတက်သူတိုးတက်မှုတဲ့သူရှာဖွေနေတာမျိုးကိုသူပြောနေရပေါ့နော်သူရှာဖွေနေသူစူးစမ်းနေရဲ့သူတက်ပေါ့နော်သူအကြံဉာဏ်တွေသူပေါ့နော်ရယူနေတာမျိုးသူပေါ့နော်သူ အဲအထက်သူကြီးရေးဆရာသမားရဲ့ဆရာအကျဉ်းချုပ်တွေရရပြီးတော့သူကတော့တက်ဖို့အတွက်ပေါ့နော်စူးစမ်းနေတယ်ဒီထက်ကောင်းမွန်တဲ့အလုပ်တွေလည်းသူရှာဖွေနေတာမျိုးတော့ပြောထားတယ်လက်ရှိမှာပေါ့နော်သူစူးစမ်းနေရတဲ့အဲ့တော့တစ်ဖက်သူကိုယ်ပါလေပြောချင်တယ်လို့ဆိုတင်ပါတယ် I just want you all the time เนี่ยအဲ့တော့သူကတော့ကိုယ့်ကိုပေါ့နော်အမြဲလိုအပ်နေတာမျိုးပြောထားတယ်ပေါ့နော် quality လေးသူ့ဘဝမှာလိုအပ်တဲ့သူ့တဲ့အမြဲတမ်းလိုအပ်နေရယ်ပေါ့နော် အဲ့တော့သူနဲ့ကွန်တာကြာမှာကျမခံစားမိတယ်တချို့လေ distance ကွာဝေးလေးရှိကောင်းရှိနိုင်တယ်ဘောနော် distance ကွာဝေးလေးရှိတယ်ဒီသူကလက်ရှိအလုပ်တွေစူးစမ်းနေတယ်သူ့ဘက်ကဟိုကိုနဲ့ဘောနော်အထူးနေရဖို့တော့သူစူးစမ်းနေရလဲဖြစ်နိုင်တယ်ဘောနော်အဲ့တော့ဒီမှာမြင်ရတာအာအမျိုးသားလေးလည်းကြီးလို့ရအမျိုးသမီးလည်းကြီးလို့ရပါတယ်နော်ဒီဦးရင်လေးကတစ်ခါတူကကိုပါပြောချင်းနေဆိုသိချင်ပါတယ် let me let me have have you ဘောနော် ကိုယ်လည်းသူ့ပေါ့နော်ဟို तू ကလည်းကိုယ်ကိုရှိစေချင်တယ်ပေါ့နော် तू ဘေးနာမှာမရရှိဖို့အတွက်လည်း तू တောင်းဆိုတာမျိုးပေါ့နော်အဲ့တော့ကျွန်မထက်ကြည့်မယ်โอ้ဒီစလုံးဒီစလုံးရတာပြတော့မရဘောเนาะအဲဒီစလုံးကသူနဲ့ကိုယ်နဲ့ကြမှာကလည်းဘောเนาะဘိုးလိုမျိုးလည်းအနီးစက်မှုလေးရေးသူဘောเนาะရှိရခြင်းနဲ့အရာမျိုးလည်းသူပြောထားတယ်ဘောเนาะအဲဒီစာကကြတော့ပြလို့မရဘောเนาะ ဒီစပြလို့မရဘူးကျမပြမထည့်တော့ဘူးเนาะဘာဆိုလို့လဲဆိုတော့ဒါက YouTube ကလက်ခံမှာမဟုတ်ဒီစာရဲ့ကြတော့အဲ့တော့ကျမနောက်တွေ့မယ်เนาะအတူပကတော့ကိုယ်နဲ့ပတ်သက်ပြီးတော့မှာပေါ့เนาะ attachment ဖြစ်တယ်ကိုယ်ပေါ့ကိုယ်နဲ့ဝေးနေရတဲ့သူလေးဆိုရင်ကိုယ်နဲ့ထိတွေ့မှုလေးဘေးနားမှာရှိချင်တာမျိုးတွေ့ရတယ်ပေါ့เนาะပြောချင်တယ်ပေါ့เนาะတစ်ဖက်ကသူကလေအဲ့တော့တစ်ဖက်သူကိုယ်ဘာတွေပြောချင်နေလဲပေါ့เนาะအော်ဒါရပါကြာနေ ။အော်တစ်ဖက်သူကိုဘာပြောချင်လဲဆိုတော့ဒါကြီးပဲကြနေပါလား။ collective တစ်ဖက်သူသူပြောချင်နေတဲ့အရာတွေဒီဖက်တွေ။အဲမင်းနဲ့အနည်းမင်းမင်းနာမှာသူကလည်းထွေးဝေးမှုတွေနိစက်မှုတွေနိကက်မှုတွေနဲ့နေချင်တယ်ပေါ့နော်။အဲ့လိုမျိုးပြောနေတာပေါ့နော်။အဲ့လိုမျိုးပြောထားရဲတစ်ဖက်သူကတော်တော်လေးကိုတင့်ကိုလွမ်းနေတာမျိုးတော့ခံစားမိရဲ့တမတော်လေးဥမာမြင်နေရတာအတိကတည်းကချလို့မရပါဘူးနော် တော့တစ်ခါတူကိုဘာလို့ပြောချင်နေလဲသိချင်ပါတယ်အဲအဲ open to compromise တဲ့အဲ့တော့ညသွားကြလာမှာပေါ့နော်အဆင်ပြေတဲ့အရာလေးချို့လေးမှာအဆင်ပြေတဲ့သူလေး connection ပါခဲ့တယ်ဆိုရင်ဒီလူကကိုယ့်သတိရနေရယ်ကိုယ်နဲ့ပတ်သက်ပြီးတော့မှပေါ့နော်ရှေ့ဆက်ဖို့အတွက်စူးစမ်းနေတယ်ပြန်လည်ပြီးမှတိဆောက်မယ်ဆိုတာမျိုးကိုယ်ပြောချင်တယ်ပေါ့နော်ပြန်လည်တိဆောက်ကြမယ်ငါတို့တွေအတိအဆတင်ကြမှာဆိုလည်းဖြစ်နိုင်တယ်ပေါ့နော်ပြန်လည်တိဆောက်ကြမယ်ဆိုတာမျိုးသူပြောချင်တယ်ပေါ့နော် ေးပါရင် sorry ပါမယ်အပြင်းလက်တစောက်ချင်တာမျိုးတော့တွေ့ရတယ်ဟိုတစ်ဖက်သူကအင်းလက်တစောက်ချင်တာမျိုးတော့ပြောထားပါတယ်အတော့တစ်ဖက်သူကိုပါလေပြောချင်နေတယ်ပေါ့နော်ကိုတကက်ကြလာတယ်အဲ့တကက်ကိုစီးလာမယ်နော် I am manifestation you လေငါမင်းနဲ့မင်းနဲ့အတူပေါ့နော်အဲနီးစပ်ဖို့အတွက်အတူနေရဖို့အတွက် manifest လုပ်နေရတဲ့အဲ့ဒါကိုပြောပြထားပါတယ် quality လေး ဘက်က manifest လုပ်နေရယ်ပေါ့နော်နေဆက်ဖို့အတွက်အစဉ်ပြေဖို့အတွက်အစဉ်တိမ်ပြေဖို့ဆိုရင်လည်း connection တခုအစဉ်ပြေဖို့ထက်လည်းသူစူးစမ်းနေရယ်သူစောက်မယ်ပေါ့နော်အဲ့လိုပြောထားတယ်တဲ့ maybe ရဲ့ဆိုတော့သူဘက်ကတော့တရားကိုသူလုပ်နေရယ်လုပ်နေတဲ့အရာပေါ့နော်လက်ရှိလုပ်နေတဲ့အရာကိုပြောပြထားပါတယ် listen to your heart တဲ့အဲ့တော့သူဟို listen to your heart ဆိုတော့ collective လေးကိုလည်းသူပြောထားတာပေါ့နော် collective လေးရဲ့ကိုယ့်ရဲ့ ကိုယ်နှလုံးသားကသူနဲ့ပတ်သက်ပြီးမှဘလို့တွေပေါ့နော်အဲခံစားရမယ့်အရာတွေကိုပေါ့နော်ဒီ feeling တွေကိုနားထောင်ပြီးတော့မှသူ့ကိုသူနဲ့ပတ်သက်ပြီးတော့မှပေါ့နော်နားထောင်စေချင်တာမျိုးပေါ့နော် listen to your heart ဆိုတော့သူနဲ့ပတ်သက်ပြီးတော့မှ quality တွေနှလုံးသားကဖြစ်လာတဲ့အရာတွေ quality တွေပြန်နားထောင်ပါဆိုတော့ပြောထားပေးရပေါ့နော်သူ့ဘက်ကလည်းသိရပေါ့နော် quality တွေကသူ့ကိုချစ်တယ်ဆိုတော့သူ့ဘက်ကသိနေတာမျိုးလည်းပေါ့နော်ဒီမှာတွေ့ရတာလေး တော့တချို့လေးမှာကျမမြင်နေရတာတော့တိတ်အရင်အဆင်ပြေတဲ့ connection တော့မဟုတ်ဘူးတချို့ကအဆင်ပြေတယ်တချို့ကတိတ်ပြီးတော့အဟတီဖြစ်တဲ့သူလေးကပြန်လဲပြီးတော့မှတစ်ဖက်တော့ကိုယ်နဲ့ပြန်လဲပြီးတော့မှပေါ့နော်ရှေ့ဆက်ဖို့တိဆောက်ဖို့အတွက်ပေါ့နော်ရှေ့ဆက်သွားဖို့အတွက်သူသူပြောပါလေသူစူးစမ်းမယ်ဆိုတာကိုပို့ပြောနေတာမျိုးပေါ့နော်ပြီးတော့ manifestation လုပ်နေတာမျိုးလည်းကျမတွေ့ရတယ်ပေါ့နော် I love because you told me to ဆိုတော့ဒီမှာမြင်နေရတာကလေအဲတချို့အရာလေးမှာဆိုရင်သူပေါ့နော်ဒီအချိန်ကလာတစ်ခုကြာမှာသူနဲ့ကိုယ်နဲ့ကြာမှာအဆက်သက်ဖြစ်သွားတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒီမှာမြင်နေရတာလေ ဟိုဘောနော်သူ left ဆိုတော့လေသူသူနဲ့ကိုနေချာမှာခဏတာဘောနော်ဟိုလာပိုင်းချားဖြစ်ဖြစ်နှစ်ပိုင်းချားဖြစ်ဖြစ်ဘောနော်ခွဲခွာမှုတစ်ခုရှိခဲ့တယ်ဘောနော်အဲ correct လေးပြောတဲ့စကားလေးကြောင့်သူ့ဘက်ကနည်းနာချင်မှုရှိခဲ့တယ်ဘောနော်အဒီຢာရဲ့တက်ကိုသူ့ဘက်ကတော့ဟိုဘောနော်ပြောမှာဆိုလို့ချင်းဒီຢာရဲ့တိတ်ပြီးတော့မကောင်းတော့တိတ်မထဲတော့ဟိုတိတ်မထဲတော့ဘောနော်တိတ်မထဲပဲနဲ့ဒီ compromise ပြန်လဲတိဆောက်ပြီးတော့မှအရှိတ်ဆက်သွားဖို့ဘောနော် အရှိဆက်သွားခြင်းနဲ့ဆိုတဲ့အရာကို politically ပြောခြင်းနဲ့ပေါ့နော်ဒီမှာတချို့ unhealthy ဖြစ်တဲ့ connection လေးမှာတွေ့ရတယ်ပေါ့နော်တစ်ဖက်သူကပြောခြင်းတာလူကတော့လေ there is someone else that there is someone else ဆိုတော့ဒီပေါ့နော် တစုံကြောင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နှောက်ချလာမှလည်းဟိုပေါ့နော်ဟိုအထင်လွဲမှားမှုလေးတွေပေါ့နော်အဆင်ပြေမှုလေးနှောက်လာကြရမှရှိခဲ့တာမျိုးပေါ့နော်တစုံကြောင်းနဲ့ပတ်ချာဂျောင်းအနောက်ချက်လေးကြောင့်ကျွန်တော်နှောက်ချလာမှအဆင်ပြေခဲ့တဲ့ပေါ့နော်ကာလာတစ်ခုကြောဖြတ်ခဲ့တဲ့အရာကိုလည်းသူပြောထားတယ်ပေါ့နော်အဲ့တော့ဒီမှာသူကိုယ်ပါလေးပြောချင်တယ်ပေါ့နော် I want I want you to choose တဲ့နော်အဲ့တော့မင်းကိုရွေးချယ်ပါဆိုတာမျိုးသူကပြောထားတယ်နော်အဲ့တော့ဒီမှာ I'm open to ပေါ့နော် compromise i want to, i want you to choose တော့လေ तू ပြန်လည်တခြားမယ်မင်းကိုပြန်ရွေးချယ်ပါကိုကိုမင်းနဲ့ပဲပြန်ဆက်ချိတ်ဆက်သွားမယ်ပေါ့နော်ဒီလူကတော့ပြောချင်တယ်ပေါ့နော်အဲ့တော့တချို့ဒီမှာမြင်နေရတာကတော့ happy ဖြစ်တဲ့သူတွေလည်းပါနိုင်တယ်ပေါ့နော်ပါတယ် unhappy ဖြစ်တဲ့လူတွေကလည်းလက်ရှိပေါ့နော် तू ကပေါ်တော့ကိုနဲ့ရှိဆက်ဖို့တော့သူ့ဘက်ကလည်းစူးစမ်းနေတာမျိုးပေါ့နော်တချို့လေးမှလည်းမြင်နေရတာသူကိုနဲ့ပေါ့နော်ဒီရှိဆက်သွားဖို့အတွက်ပျော်ရှင်တဲ့ ဘဝခီးခုရှောင်းလမ်းမှုတွေသူ့ဘက်ကနေပြီးတော့မှအလုပ်တွေစူးစမ်းနေတဲ့ငွေကြေးဖိုင်ဆိုင်မှာစုနေတာမျိုးပေါ့နော်အဲအဲ့လိုမျိုးတွေ့ရတယ်ပေါ့နော် manifest တွေလုပ်နေရယ်ပေါ့နော်သူ့ဘက်ကတော့ကိုယ့်အရန်ကိုပေါ့နော်လွမ်းနေတာမျိုးပေါ့နော်ခုနကကတ်တွေချရဆိုတော့ကိုယ့်ကိုယ့်အရန်လွမ်းနေအရန်တွေ့ချင်နေတာမျိုးဆိုတော့ သူနဲ့ကွန်နေကြမှာအဆက်တတွေပြည့်နေတယ်မတွေ့ဖြစ်ကြဘူးပေါ့နော်အဲဟိုအကွာဝေးတွေတောင်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 ကြမှာအကွာဝေးတွေရှိတယ်ဆိုလို့ရှိရင်သူနဲ့ကွန်နေကြမှာသူကိုယ်နဲ့တွေ့ဖို့အတွက်ပေါ့နော်ဒေးတင်းလောက်တာမျိုးပေါ့စစ်စင်နာမျိုးလေးတွေကတော့တိတ်မကြခင်ခုနှစ်ပတ်ခုနှစ်လတွင်းတော့ကျွန်မမြင်နေရတယ်ပေါ့နော်အဲအဲ့တော့ကိုကိုလွမ်းနေလားဆိုတာကျွန်မကြည့်မယ်နော်အာကိုကိုတကယ်ရောလွမ်းနေလားပေါ့နော်ဒီမှာတော့ကိုကိုလွမ်းနေတာမျိုးမြင်နေရတယ်ကျွန်မတဲတော့ကန်ထက်ကြည့်ရမယ်နော် ဒီမကြီးအောင်ဒီမကြီးအောင်ကက်ကနှက်ကကြလာတယ်သူကိုနန်းနေလားဆိုတော့ဒီမှာတက်ကြောင်ကြည့်စရာမလိုဘောနော် သူ့ဘက်ကသူမှကျမမြန်အဲ့တော့ဆော့မှာဆိုရင်လေသူကိုနှစ်ပတ်သက်သက်ပေါ့နော် feeling တွေအများကြီးရှိနေတယ် manifest လုပ်နေတာမျိုးလည်းကျမခံစားမိတယ်ဒီမှာစီတနေရမှာသူ့ပေါ့နော်အဲဘာသာရေးနဲ့ပတ်သက်ပြီးတချို့လေးဆိုရင် Korean လေးပါကောင်းပါနိုင်တယ်ပေါ့နော်သူတို့ဘာသာရေးမှာအဲစုတောင်းမှုပြုနေရတချို့ဘာသာနဲ့ပတ်သက်ပြီးတော့ပါနော်ဘာသာကွဲလေးတွေကျမမြင်နေရတယ်ပေါ့နော်ဒီသူကိုဘာသာနဲ့ပတ်သက်ပြီးတော့မှကိုနဲ့မီးဆက်ဖို့အတွက်အဆင်ပြေဖို့အတွက်တစ်ဖက်သူကလေ manifest လုပ်နေရဆိုတော့လေအဲသူကိုပေါ့တကယ်လွမ်းနေတာမျိုးမြင်ရပါတယ်နော်ပြီးတော့ဒီမှာကြည့်အောင် နောက်ဆုံးသေးဖို့အတွက်လည်းသူ့ဘက်ကစူးစမ်းမဲ့အရာပြန်တွေးဖို့လည်းအရာမြင်တယ်ဒီမှာနံပါတ်7ဒီမှာနံပါတ်7ဆိုတော့ခုနကျမပြောတယ်ခုနှစ်ပတ်ပေါ့နော်ခုနှစ်ပတ်ခုနှစ်လအတွင်းသူတနေ့သူတနေ့သူနဲ့ကြားမှာပြန်လည်ဆုံးသေးဖို့လည်းကျမခံစားမိတယ်ပေါ့နော်သူဘက်ကနေပြီးတော့မှကိုနဲ့ဆုံတွေ့ဖို့အတွက်ပေါ့နော်နည်းနည်းလေးတော့စ조사ရတဲ့အရာတွေတော့ရှိရပြင်ပမှုလေးစိတ်ပြင်ပလူပြင်ပပြင်ပမှုလေးရှိရဒါပေမဲ့လည်းဒီရောက်သူကအရင်ပဌာနာမထားဘဲနဲ့ကိုနဲ့တွေ့ဖို့ပဲကိုလုံးဝကို sorry ဟိုစ조사တဲ့အရာမျိုးပေါ့နော်စ조사တဲ့အရာမျိုးမြင်နေရတိမိတ်7ပဲနေကျွန်မမြင်နေရဒီမှာကျနိုင်လေးရလဲ7ပဲနော်ဒီမှာလဲ7 on 1ဒီပေါ်ကဒီ major card ကလဲ7မော့ဆိုတော့လေအော်7ဆိုတော့ lucky 7ပဲပေါ့နော်အော်တင်းတို့ရှေ့ဆက်ပြီးတော့သွားမယ်ပေါ့နော်တင်းနဲ့သူနဲ့ခြားလိုက်မှာကတော့လေအဲအဆင်ပြေမဲ့ lucky ကံကောင်းမှုလေးတိတ်မကြခင်အဆင်ပြေမှုလေးတွေကံကောင်းမှုလေးရောက်ရှိလာမှာ ਉਹ တော့ကျွန်မခံစားမိရယ်နော်အဲ့တော့7နေကျွန်မဒီနေ့မြင်ရတယ် lucky 7လို့ယူဆရတယ်ပေါ့နော် ဒီမှာနိုင်တက်တလေးရှိရယ်နိုင်တက်တလေးရတာ7တွေ့ရယ်ဆိုတော့လေအဲ့တော့သူ့ဘက်ကကိုယ်တော်တော်လေးလွမ်းနေရမျိုးပြည့်တွေ့ရပါတယ်ကိုလက်တလေးတွေကိုလေကိုလက်တလေးကိုလွမ်းနေရယ်ဆိုတော့သူသူနဲ့ကိုယ်နဲ့ကြာမှာပေါ့နော်အဆင်ပြေဘူးအဲ့ဆက်တရပြက်နေရဲပေါ့နော်တစ်ဖက်နဲ့တစ်ဖက်ကြားမှာပေါ့နော်ဟိုအနောက်ရှက်တွေကြောင့်ဟို connection ဒီလိုမျိုးပေါ့နော်အနေထားတစ်ခုဝေးသွားတယ်ဆိုလို့ရှင်ပြန်လည်ပြီးတော့မှကျွန်တော်ပြန်ဆုံတွေ့ရပါလိမ့်မယ်နော်ဒီမှာကျွန်မပြန်ဆုံတွေ့ရမှတ်တ်တွေလည်းကျွန်မတွေ့ရတယ်နော်ပြန်ဆုံတွေ့တာမျိုးလို့ဟိုသူ့ဘက်ကနေမတွေ့နိုင်တော့မှလည်းကျွန်မခံစားမိတာလေအဲ quality layer သွားပြီးတွေ့တာမျိုးဆိုတာလည်းမြင်နေရတယ်ပေါ့နော်အဲ့တော့တေးသားတစ်ဖက်ကကိုယ်လွမ်းနေပါတယ်နော်ဒီမှာကြည့်ဒီမှာက smart 7ဒီမှာလဲ7 loss ဆိုတာเนาะအဲ့တော့7 loss ဆိုတာ7နေရဒီနေ့ကတော့လုံးဝ7မိဖြစ်နေရเนาะ ော့ခုနှစ်ခန်းတော့ခုနှစ်ခန်းန်းသမားလေးပါတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကတင်တော့ကတော့လေအဲ energy ကပို strong လေးဖြစ်မယ်လို့ကျွန်မမြင်မိရပါတော့ခုနှစ်ခန်းန်း16ခုနှစ်သမားအဲတင်တဲ့16ခန်းန်းသမားလေးကိုယ့်ရဲ့မိုးရက်ကပေါ့နော်16ခန်းန်းသမားလေးခုနှစ်ရဲ့သမားလေးပေါ့နော်အဲဒီလို့ သူလေးတွေပေါ့နော်ပါခဲ့မယ်ကြည်နေနေသူပါမယ်ဆိုရင်တင်းတီးတုံတော့တဲ့အဆင်ပြေဦးဆိုရင်တင်းတဲ့လုံးဝရှေ့ဆက်ပြီးတော့မှအဆင်ပြေမယ်ဆုံသွင်းမှုဒီမှာဒီမှာခုံဝိုင်းကိုဒီမှာခန်းစားပြီးရနော်အဲဒီဆုံလေကြီးမှာကြည်အစားတောက်တွေနဲ့တေချာလေးပေါ့နော်ပွဲပွဲရာလေးနဲ့တင်းတို့ပေါ့နော် celebrate လုပ်တာမျိုးသုံးဆွဲတယ်ပျော်ရှင်ဆွဲပျော်ရှင်တဲ့နေ့ရက်တွေဖန်ပြီးတာမျိုးပေါ့နော်တင်းတို့နှစ်ယောက်သားမှာ quality time လေးပေါ့နော်ဖန်ပြီးဖြစ်ပြီးတော့မှတွေ့ဆုံဖြစ်တာမျိုးသူ့ဘက်ကကိုယ်တကယ်လွမ်းဆွနေရဲ့အရာလည်းမြင်နေရပါတယ်နော်တစ်ဖက်သူကပေါ့နော်လွမ်းဆွနေရဲ့တွေ့ချင်နေရဲ့အရာလည်းတွေ့ရပါတယ်ဟို manifest တွေလုပ်နေရဲ့ဆိုကြတာသူကိုယ်တော်တော်လေးလွမ်းနေပြီးတော့မှပေါ့နော်သူနဲ့သူကိုယ်နဲ့ဒီ support အတွက်ကိုသူစူးစမ်းနေဒီမှာလည်း manifest ဒီမှာလည်း manifest တွေ့ရတယ်ဆိုတော့လေ ဟိုသူ့ဘက်ကတော်တော်လေးကိုဆူတောင်းနေတဲ့အရာမျိုးပေါ့နော်အဲနောက်တစ်ခုရှိတာကဒီဒီ connection ကဒီ reading ကတော့ခါရဆွတ်ချွတ်တဲ့ပေါ့နော်တခါကျရင်ဒီ energy ကလည်းကို energy ဖြစ်တတ်ပါတယ်နော်အဲဒီမှာကတော့သူနဲ့ကိုနဲ့ကြမှာအဲသူ့ကိုလွမ်းနေပါတယ်လွမ်းနေတယ်အဲတွေ့လဲတွေ့ချင်နေတယ်တွေ့ဖို့လဲစူးစမ်းရတယ်တွေ့ဖြစ်ဖို့လဲမြင်ရပါတယ်နော် တော့သူပြောရှင်းတဲ့စကားလေးနဲ့သူကိုယ်လွမ်းနေလားဆိုတာကတော့ဒီလောက်ပါပဲ collective လေး collective လေးရဲ့ review လေးကိုရှင်းနေမလို့မျှော်လင့်ပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video လေးမှာတွေ့ကြမယ်နော်